ဥကိုနီအသက်ခံရတဲ့အကြောင်းရင်းသို့မဟုတ်ဥကိုနီခွေးသိဝက်တင်နဲ့သိခဲ့ရတဲ့အကြောင်းအရင်းစစ်မြစ်လို့ပြောလို့ရတယ်။ဆေးရခိုင်နုံးတဲ့မလေးအလဲစလာကြတဲ့ ကျွန်တော်တို့မူဆလင်လူဦးရေဟာဘာဖြစ်တယ်ညာဖြစ်တယ်စကားပြောနေတဲ့ဟန်ပန်နေပြီးရင်သူဖြစ်နေတဲ့ဥပဒေရုပ်တွေကိုတေချာလေးရှုပ်ကြည့်လိုက်ပေါ့ဒီကောင်ကတရေမန်နဲ့ကောင်လားဗီဇကောင်နဲ့ကောင်လားဆိုတာစောင်းရုံးဝင်ကောင်းဖို့တက်ချင်နေတဲ့ကောင်လားဆိုတာဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဥက္ကုဏီလောက်ကျန်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတုံတက်ပြလာတဲ့အကိုတယောက်ရဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ကျွန်တော်တို့အတူတူကြည့်လိုက်အောင်ဗျာနော် ဥက္ကုဏီအသက်ခံရတဲ့အကြောင်းရင်းသို့မဟုတ်ဥက္ကုဏီခွေသိဝက်တင်နဲ့သိခဲ့ရတဲ့အကြောင်းအရင်းစစ်မြစ်လို့ပြောလို့ရတယ်။ဆယ်ရာခိုင်နှုန်းတဲ့မနေ့အဲ့လေစလာကြတဲ့ကကျွန်တော်တို့မူဆလင်လူဦးရေဟာဘာဖြစ်တယ်ညာဖြစ်တယ်တကယ်ဆိုရင်သူရှေ့မှာပြောခဲ့တဲ့လူမျိုးမြန်မာနိုင်ငံဆင်းရဲနေတာဟာစစ်တပ်ကြောင့်စစ်အာဏာရှင်လူတစုကြောင့်ဖြစ်တယ်ဆိုရင်မြန်မာနိုင်ငံသားတွေအကုန်လုံးကိုကိုစားပြူပြီးတော့ပြောရမှာဖြစ်တယ်ပေါ့သို့တော့ဘာယူရချက်နဲ့အဲ့လိုမျိုးခွဲခြားပြီးတော့ပြောတာလဲဆိုတော့ကဆန္ဒထောက်ကြည့်ရအောင်ပေါ့ အဲ့တော့ဆေးရခိုင်မုန်းနဲ့မနေတဲ့ဘူးကြီးဟာအချို့အစားအရာပြောရရင်ဒီကနေ့လွတ်တော်မှာပြည်တော်စုလွတ်တော်မှာအပတ်664ရက်ရှိတယ်။အဲ့လေပြောချင်တာကလွတ်တော်ထဲမှာအမတ်က664ရက်ရှိတယ်။သူတို့ရဲ့မူဆလင်လူဦးရေကဆေးရခိုင်နှုတ်ကျော်ရှိတယ်သူတို့ကလွတ်တော်ထဲမှာ60ကျော်လောက်ဝင်ထိုင်ခိုင်းမယ်ဆိုတဲ့သဘောပေါက်စာနာထောက်ကြည့်ရအောင်။ဆေးရခိုင်နှုတ်ဆိုရင်60နဲ့6ရက် သဘောပေါက်လား60နဲ့600စကားပြောနေတဲ့ဟန်ပန်နေပြီးရင်သူဖြစ်နေတဲ့ဥပဒေရုပ်တွေကိုတေချာလေးရှုပ်ကြည့်လိုက်ပေါ့ဒီကောင်ကတရေမှန်တဲ့ကောင်လားဗီဇကောင်းတဲ့ကောင်လားဆိုတာစောင်းရုံးဝင်ကောင်းပေါ်တက်ချင်နေတဲ့ကောင်လားဆိုတာသူ့ရဲ့အင်မတန်မှကောက်ကျစ်စေးလဲတဲ့စောက်ခွက်ကြီးကတက်တယ်ဖြစ်တယ်အဲ့ဒါကိုလည်းဘူမတိကိုပတိနဲ့ညပိညပိတို့ကတော့ကိုနီရဲ့ ဆိုရင်ပြပြစုတ်ချင်နေကြဒုံးပါပဲသူဘာမနေတာလဲသူမနေတာရှိလို့ရှင်အချက်ချက်ချထောက်ပြဆိုတဲ့စောက်တန်တွေကလည်းကြားရတယ်ပေါ့မမပါဘူးမှန်ပါတယ်သူကလည်းပြန်လာရှင်းလို့မရတဲ့အမှန်တရားတွေကိုပဲပြောသွားတာပေါ့အဓိကတော့ဆရာနာရှင်လူတစုကြောင့်မြမပြည်သူလူတို့ဆင်းရဲနေရတာဆရာနာရှင်တွေကဘယ်လိုမျိုးစစ်ဘိုလ်ချုပ်တွေကဘယ်လိုမျိုးချမ်းသာတာဒါတွေကငင်းလို့မှမရတာလူတန်းစားကော်ဟာမှုကတော့ဒီလိုပဲရှိမှာပဲအတုလိုဖြစ်ချင်းရင်သူ့လိုလုပ်ဖို့ပဲရှိတယ်စစ်ဘိုလ်ချုပ်တွေချမ်းသာတာကိုပဲခင်ဗျားတို့ကလိုက်ကြည့်နေတယ် ်16နှစ်ကလေးကအတိုင်းပြည်အတွက်နိုင်ငံအတွက်ဆိုပြီးတော့စစ်တပ်ထဲမှာပြစ်ဆက်ထားတဲ့ဥစ္စာကိုတော့ခင်ဗျားတို့မသိဘူးသူလုတဲ့အကျိုးဆက်ကိုသူခံစားရတာသဘောပေါက်လားခိုးတယ်ဆိုရင်တော့မှအဲ့ဒီခိုးဖို့အတွက်ကိုအာဆိုင်ရသေးတယ်ဥပမာခင်ဗျားတို့ဆယ်တန်းဆောင်ဖို့ပဲဖြစ်လို့ရှိရင်ခင်ဗျားတို့ခိုးချပြီးတော့ပဲအောင်းအောင်းယိုးယိုးကြက်ပြီးတော့ပဲအောင်းအောင်းစိတ်ဝင်စားအောင် အဓိကဆိုင်တန်းအောင်ရပြီနောက်တစ်စက်ဘွဲရောက်သွားလို့ရှိရင်ခင်ဗျားတို့ဆိုင်တန်းအောင်ဘယ်လိုမျိုးအောင်ခဲ့လဲနေချဲပေါက်လားဘာညာသလားကအရေးမကြီးတော့အလုတ်ခွင်တက်ရောက်လို့ရှိရင်ဆိုင်တန်းအောင်လားဘာလားညာလားဆိုတာကမေးစရာဘယ်လိုတော့လဲမေးဖို့ဖြစ်သွားတယ်ပေါ့ဒါတွေကညီးလို့မရတဲ့အမှန်တရားတွေတာမန်လူတယောက်နဲ့အစိုးရတာဝယူနေတဲ့သူတယောက်နဲ့နေဖို့ထိုင်ဖို့ကွာဟတဲ့တဘာဝတရားကြီးကိုအတုချပြီးတော့ခင်ဗျားတို့ကိုစစ်တမ်းနဲ့ပြည်သူကိုမရရအောင်သွေးသွေးခွဲခဲကြခြင်းဖြစ်တယ်ပေါ့စန္နာထောက်ကြရအောင်ကိုယ်တရားပါကြည့်ရဖို့ရှိတယ် အဲ့တော့တကယ်လို့လူဥယေကိုကိုစားပြုပြီးတော့မရတော့တော့ပတ်ရမယ်ရှိကျွန်တော်ရဲ့ဒီပြဟမင်းအစိုးရအဖွဲ့အဖွဲ့ဖွဲ့ဖို့ကိစ္စကျွန်တော်ရဲ့အဆုံးဖြတ်ဟာအရေးပါတဲ့အနေအထားမှာရှိတယ်အစိုးရဖွဲ့ခြင်းနဲ့လူကျွန်တော်တို့နဲ့ဥပပေါင်းပြီးအပေးယူလို့ပြီးမှဖွဲ့ရလဲပဲမြင့်လာပြီ ်ဗရမကဆယ်ရာခိုင်နှုန်းသောမူဆလင်ဒုကြီးကိုလွတ်တော်ထဲကိုဝင်ထိုက်ဖို့ပြောနေပြီအခုကအစိုးရဖွဲ့လို့ရှင်ရဲ့အဲ့လိုမျိုးလွတ်တော်ထဲမှာမူဆလင်တွေရှိလို့ရှင်ရင်တို့ရဲ့သဘောတူညီချက်တို့ရဲ့စံနာကဘလောက်ဒီအရေးပါလဲဆိုတာကိုပြောနေပြီပေါ့ဒါကခင်ဗျားတို့အတွက်လားတို့ရဲ့မူဆလင်လူမျိုးတွေအတွက်လားဒါမှမဟုတ်မြန်မာနိုင်ငံကိုမူဆလင်နိုင်ငံဆိုပြီးတော့ပြောင်းကျင်လာလားအဖြစ်ရှာလို့မရတဲ့မိခေါပေါင်းစုံနဲ့စဉ်းစားနေတဲ့အချိန်မှာဗီဒီယိုဖိုင်ထဲမှာပဲရှာကြည့်ကြရအောင်သူအခုလိုမျိုးမိခေါပြောတဲ့အချိန်ကဥသိစေလက်ထံမှာပြောတာဖြစ်တယ်ပေါ့အဲ့ဒီမှာတိုင်ငယ်ကလည်းစစ်တ က်ကိုမျိုးစုံစောက်ပေါင်းထုပြီးတော့ဒီပိန်းဒီပိတ်တို့ရဲ့အချစ်ကိုရအောင်ယူထားပြီးသားသူတယောက်ဖြစ်တယ်ပေါ့ဦးသိစေလက်ထက်မှာတော့မအေးစစ်စစ်မနေနိုင်ပဲနဲ့စောက်ကြီးစောက်ကျယ်တွေတက်ပြောတဲ့အချင်းအရာနဲ့အခုသူပြောနေတဲ့အချင်းအရာနဲ့ပြီးရင်ဒေါ်စုလက်ထက်မှာဖျက်သိမ်းခဲ့တဲ့ဥပဒေ9ချက်နဲ့ဘင်္ဂလီအရေးနဲ့အာစာတွေထားကြတောင်းချမ်းနဲ့အချက်နဲ့ဆက်ဆက်ပြီးတော့ကြီးလိုက်မယ်ဆိုရင်စစ်တပ်အာဏာသိမ်းတာမာလာမန်လားဆိုတာထမင်းစားတဲ့သူတိုင်းကတိသွားမှာဖြစ်တယ်ပေါ့စာနာထောက်ကြည့်ရအောင်လက်တော်မှာဥပဒေတစ်ခုပြတ်ထန်းချင် အဲ့ဒါကိုရေးပြညာတဲ့အစွတ်စွဟာဒီပါတဲ့အနေထားမှာရှိတယ်ကျွန်တော်ပြောပြတာကကျွန်တော်တို့မွတ်စလင်ဒုဟာပါရာဟီရဒုတိယအများဆုံးအနေထားမှာရှိတယ်ဓမ္မတန်ကြီးတဲ့အားဆိုတာကိုကိုယ့်ဟာကိုယ်သိထားဖို့လိုတယ်သဘောပေါက်လား ကျွန်တော်တို့ရဲ့မူဆလင်လူကြီးကဘာသာရေးအရာဒုတိယအကြီးဆုံးအင်အားဆိုပြီးတော့စီယုံရေးဆင်းနေတာပေါ့နော်။ဒါကြောင့်မလို့လေခင်ဗျားတို့တတိထားမိမှာပေါ့။မလွတ်အပ်တဲ့ခြေဥတွေကိုပဲလိုက်လိုက်ပြီးတော့ဖျက်ဆီးခဲ့တာ။ပြီးရင်59စလုံးကိုပါသွားထိတဲ့အချက်ကိုပဲကြည့်ကြည့်လိုက်ပေါ့။သူတို့လှုပ်ချင်တိုင်းလှုပ်လို့ရအောင်။နိုင်ငံရေးထဲကစစ်တပ်ကိုဆွဲထုတ်မှာစစ်တပ်နိုင်ငံရေးထဲမှာမပါတော့ဘူးဆိုရင် သိကြတယ်အဲ့ဒီနိုင်ငံကအစိမ့်စိမ့်မမဖြစ်ပြီဘာဖြစ်လဲကွာငါတို့ကလားတွေကမင်းတို့စစ်တပ်လောက်တော့မစိုးပါဘူးဆိုပြီးတော့စောက်တန်တွေလာထွက်ကြပါလိမ့်မယ်အဲ့ဆိုရင်မလေးရှားနိုင်ငံကိုပြန်ကြည့်ကြည့်လိုက်ပါဘာဘာတဝါလုံးမှာစစ်မီးတွေဘာကြောင့်တောက်လောင်နေတာလဲဆိုတော့ပြန်ကြည့်ကြည့်လိုက်ပါအာစာဆိုတဲ့အဖွဲ့အစည်းကဘယ်လူမျိုးဘယ်ဘာသာဝင်တွေနဲ့ဖွဲ့စည်းထားတာလဲဆိုတာပြန်စဉ်းစားကြည့်ပါအဲ့ဒါဆိုရင်အဖြစ်တကူထွက်လာပါလိမ့်မယ်ဆန္ဒထောက်ကြည့်အောင်ဒါပေမဲ့အဲ့ဒီဒမတန်ကြီးတဲ့အာပြန်နေ ော့ပွဲပြားနေရင်တော့အမှဖြစ်ဘူးစုစည်းမှကျွန်တော်တို့ကအဖြစ်ကြလာစုစည်းမှာအဖြစ်ပါသူရဲ့ပထမလုပ်ငန်းစဉ်ဟာဒေါ်စုအရင်ချုပ်တာငါတို့စောက်ပိန်းနေရကြတော့ဥက္ကိုနီကဒေါ်စုရဲ့မွေးစားသားလို့ထင်နေတာဘယ်ဟုတ်မလဲဒေါ်စုကဥက္ကိုနီရဲ့တိတ်သွင်းခြင်းကိုခံလိုက်ရတာသူ့ရဲ့အားနည်းချက်ကအမြောက်ကြိုက်တာ သူ့ကိုမလုပေးထားတယ်ဘာမဲ့လုပ်လဲနိုင်ငံပြောင်းနေတဲ့သူတွေကိုနိုင်ငံပေးလိုက်လို့ရှိရင်ကဘာပေါ်မှာတော့မှမရှိတဲ့ကဘာဂယုနာရှင်ဆိုတဲ့ဂုတ်ပုတ်ကြီးကိုဒေါ်စုကရသွားမှာဖြစ်တယ်ဒါကြောင့်မလို့လေကလာကျိုးဆွဲရကိုလိုက်ကားလိုက်တဲ့အခါကျတော့စောက်တလဲတွေဖြစ်ကုန်တာသူတို့ရဲ့ဗဇတ်ထဲမှာတိုင်းပြည်ရဲ့ကောင်းစားရေးဘာညာတလာကာဆိုပြီးတော့ဖင်ဘူးကောင်းထောင်အောင်အော်နေပေမဲ့ဘာတစ်ခုမှတိုင်းပြည်အတွက်လုပ်ခဲ့တာမရှိပါဘူးတိုင်းပြည်ကိုအုပ်တိုင်းတစ်ဖွဲ့ကောက်ွယ်ထားတဲ့ဥပဒေတွေကိုလိုက်ပြီးတော့ဖျက်ဆီးတဲ့အချင်းရအောင်ပဲကြည့်ကြည့်လိုက်ပေါ့ ဒါကခင်ဗျားတို့အတွက်လားမြန်မာနိုင်ငံကနေပြီးတော့ငူးစလင်နိုင်ငံပြောင်းလဲဖို့အတွက်လားအခု तू ပြောနေတဲ့ဇကားကဦးသိစေလက်ထက်မှာ तू ပြောနေတာဒေါ်စုလက်ထက်မှာဖျက်သိမ်းခဲ့တဲ့ခြေဥတွေနဲ့ तू ပြောနေတဲ့အခုဇကားတွေနဲ့ဆက်ဆက်ပြီးတော့ကြည့်ကြည့်လိုက်ပေါ့ခုလိုမျိုးလော့တော်ထဲမှာမူဆလင်တွေဝေထိုင်ဖို့ပြောနေတာဟာခင်ဗျားတို့အတွက်လား ဒါမှမဟုတ်သူ့လူမျိုးအကျိုးစီးပွားအတွက်ဒီလိုမျိုးပြောလို့ရှိရင်လည်းခင်ဗျားတို့ကတရုတ်ကိုမမြင်ဘူးလားဘာညာတလားကတရုတ်တွေကစီးပွားရေးရပဲအဆွတ်ဖက်တာနော်ဆက်ဆံခြင်းလို့ဆက်ဆံနေတာမဟုတ်ဘူးနော်ဒါကြောင့်မလို့အမေရိကန်နဲ့ဆက်ဆံရေးပြန်ပြီးတော့ပြည်လည်ဖို့အတွက်ကိုအသေးအတန်လိုက်ပြီးတော့စူးစမ်းနေရတယ်ဒါကလည်းဒေါ်စုချုပ်ခဲ့တဲ့အမွေခဲ့တဲ့ဖြစ်စဉ်တွေကြောက်ပဲ88ကစပြီးတော့နိုင်ငံတကာပတ်ပြီးတော့အဆက်ခွဲတာစီးပွားရေးပိတ်ဆို့မှုတွေလောက်ခိုင်းတာဒေါ်စုကြောက်တယ်အများကြီးပါတယ်အဘအလဲမှာစစ်တပ်ကသာလူချမ်းဖြစ်ပြီးတော့သူကတော့မင်းသမီးဖြစ်နေတာပေါ့ခင်ဗျားတို့အတွက်တကယ်ကြည့်တယ်ဆိုရင် င်ခမရတို့ရဲ့အကျိုးစီးပွားကိုထိခိုက်မဲ့ကိစ္စတွေကိုဘာကြောင့်မလို့လိုက်လုံပါလဲသူတို့မျိုးချစ်တယောက်ဆိုရင်ဘာကြောင့်မလို့နိုင်ငံခြားမှာထွက်နေပြီးတော့နိုင်ငံခြားသားတယောက်နဲ့လက်ထပ်ပါလဲအဲ့ဒီအချက်တစ်ချက်ကိုပဲကြည့်ကြည့်လိုက်ပေါ့အဲ့ဒီဆင်းရဲနေလို့အာနာရှင်လူတစုရဲ့လက်ထဲမှာအာနာတွေရှိနေလို့တိုင်းပြည်ဟာဆင်းရဲနေရတာပါဆိုတော့တကားတွေဘလောက်ပဲပြောနေပလိစေအခုဦးသိစက်လက်ထက်မှာတော့မှဒီလိုမျိုးမူဆလင်တွေကိုစီယုတ်တင်သွေးပြီးတော့မြန်မာနိုင်ငံရေးကိုချုပ်ကင်ချဲလဲဖို့လုပ်နေတဲ့အချက်ကခင်ဗျားတို့အပေါ်မှာတကယ်စေစနာရှိလားခင်ဗျားတို့ကိုအတုချခဲ့တာလားဆိုတာ စဉ်းစားတတ်မယ်လို့တော့ထင်တာပဲဆန္ဒထောင်ကြည့်ရအောင်တော်တော့ညီညွတ်ပါဒါကိုအားတစ်ခုအနေနဲ့တုံ့လို့ရတယ်အဲ့ဒီဆရာတိုင်းတော့အဖွဲ့၅ဘွဲ့လောက်ကွဲသွားရင်နေရာမမရှိပါဘူးအဲ့လေအဖွဲ့၅ဘွဲ့ကွဲသွားလို့ရှိရင်နေရာခိုင်တော့ပဲရှိတော့မယ်ပြောချင်တာကတော့မွတ်စလင်တွေစီးလုံးပါပေါ့ စူးစူးစီစီနေပါပေါ့ပြောချင်တာကတော့အဲကြောင့်မလို့တိုင်းရင်သားမိခံထားတဲ့လက်နက်ကင်သဘောတွေပေါ့နော်ခင်ဗျားတို့ကအဲ့ဒါတွေကိုမသိဘူးနော်ကွဲလို့ရှိရင်ကြားဆွဲမယ်ဆိုပြီးတော့ကိုယ်ချောက်ကိုယ်ချောက်လုံနေကြတာကခေစစ်ဆက်ကပဲသဘောပေါက်လားဒါမြန်မာတိုင်းနိုင်ငံနဲ့ခံစားနေရတာမဟုတ်ဘူးအဲ့ဒီမွတ်စလင်တွေရဲ့ကြိုးကန်ချက်လဲမှုကမလေးရှားကတက်သေးပေါ့အမတဝမ်းလုံးမှာစင်မီးတွေတောက်လောင်နေတာကတက်သေးပေါ့ဘာကြောင့်မလို့လက်မခံတာလဲဆိုရင်ရခိုင်တွေကိုတောင်းမေးမှသိမှာပေါ့နော်အဲ့ဒါမလို့စီးလို့ပါညင်ညော့ပါဆိုတာကစောက်တယ်ပြောနေတာမဟုတ်ဘူးသဘောပေါက်လားစာနာတော့ကြည့်အောင်အဲ့လိုမှရှိလို့လို့မရဘူး ဆရာခိုင်တော့ကဆရာခိုင်တော့တိုင်ရှိတယ်အမှန်တကြီးပဲအားတကယ်ဆိုရင်ဥပ္ပိုလ်နေရာတည်ရမလားအရှိမဆောက်ကြီးဆောက်ကြဲတွေပြောခဲ့သေးတာပဲအတိုင်းပြည်ဆိုင်ရတာဘာဖြစ်လို့ညာဖြစ်လို့ဆက်အာနာရှင်ကြောင့်ဘာဖြစ်တယ်ညာဖြစ်နေတဲ့မြမပြည်သူလူထုကိုကိုးစားပြုပြီးတော့ပြောတဲ့သူတယောက်က အခုကဘာဖြစ်လို့မူဆလင်တွေကိုပဲလွတ်တော်ထဲကိုလွတ်ချင်နေရတာလဲသူ့နေရာမှာကြောက်ဆိုရင်တော့တည်ရမလားမြန်မာပြည်သူလူထုအကုန်လုံးကိုကိုစားပြုတ်ပြီးတော့ပြောမှာပေါ့သူတို့လက်ထက်မှာတော့မအခွင့်အရေးမရခဲ့တဲ့ရခိုင်ကိုပဲစကားတက်ထက်ပြောမှာပေါ့မြားတို့စီလုံးမရမယ်ဘာညာတလကားဆိုပြီးတော့အခုကကြတော့မူဆလင်တွေကိုပဲဦးစားပေးပြီးတော့ပြောနေတဲ့အချက်ကဘာလို့ဆိုလိုနေတာလဲဆိုတာခင်ဗျားတို့ထမင်းစားတဲ့သူတိုင်းသိမှဖြစ်တယ်ပေါ့ဆန်းနားထောင်ကြည့်အောင်အခုကျွန်တော်တို့ကအားလုံးကနေအောက်အလားတူဆိုးဆိုးတဲ့ဒီအလန်တော်တစ်ခုလေးရဲ့အောက်မှာရှိပြီးတော့ ဘယ်လိုမှမကွဲပြစ်နိုင်ဘူးပုစုကြီးကွဲနေမယ်ဆိုရင်တော့အလာဘက်ကလည်းကျွန်တော်တို့ဆုံးဖြတ်ချက်ပိုင်ပြန်ပေးပါ ကြလားအလန်ဆိုတာယူကိုထပြောတာအလန်လားပါလားတော့မသိပါဘူးအမတန်မှကြောက်ဖို့ကောင်းတယ်တိကနော်ခင်ဗျားတို့ကရှေ့ကစစ်ကောင်းဆောင်တွေကိုဝေဖန်လို့တပ်ပလိုက်တာတော့ဘာလို့ညာတော့ပြောနေကြတာမဟုတ်ဘူးအဓိကတက်ခံရတဲ့အကြောင်းကြီးကအဲ့ဒါကြောင့်တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုထိဖို့ကြိုးစားတဲ့သူမှတမရကတော့အဲ့လိုမျိုးပဲညီကုတ်ချုပ်မှာသဘောပေါက်လားသူ့သားတကယ်စေစနာမှန်နေဆိုရင်မြန်မာပြည်သူလူထုအကုန်လုံးကိုကိုစားပြုပြီးတော့ပြောရမှာပေါ့အခုကမွတ်စလင်တွေကိုပဲကိုစားပြုပြီးတော့လွတ်တော်ထဲမှာပဲနေရခိုင်နှုန်းဝင်ထိုင်မှာဘာညာသလားကဆိုတဲ့စကားကိုပြောစရာမှမလိုတာအဲ့ဒါကြောင့်မပိတ်နဲ့မပိတ်နဲ့ဆိုတော့အဲ့ဒါကိုပြောတာခင်ဗျားတို့မမြင်နိုင်အောင် ောင်ခမရတို့ရဲ့အရှိန်မှာဘိုးချုပ်အောင်ဆန်းသမီးဆိုတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပိတ်ထားတာတေချာလေလာအင်မတန်မှရင်နာဖို့ကောင်းတဲ့သမိုင်းတွေတွေ့ရမှာဖြစ်တယ်အရေးတော့2015တော့ပြောခဲ့တဲ့ဗီဒီယိုဖိုင်ဦးသိန်းစက်လက်ထက်မှာတော့မှဖင်ရခဲ့တဲ့အချင်းရအပေါ့ဦးသိန်းစက်လက်ထက်လောက်ကောင်းတာဦးသိန်းစက်လက်ထက်ပဲရှိရနော် တနိုင်ငံလို့ကောက်စီလို့ရတယ်ဖုတ်ကင်လို့ရတယ်တိုင်းပြည်ရဲ့ GDP ဘာညာတလကအကုန်လုံးတိုးတက်တယ်ဒီလောက်နိုင်ငံကကစီးပွားရေးပိတ်ဆို့ထားတဲ့အချိန်မှတောင်မှတိုးတက်သွားအောင်လုပ်နိုင်တယ်အဲ့ဒါတောင်မှထပြီးတော့မရောက်ရဲမတိတ်တိတ်နိုင်ပဲနဲ့စောက်ကြီးစောက်ကြီးတက်တက်ပြောတဲ့အချက်ကသူတို့တကယ်ဆင်းရဲနေတဲ့ပြည်သူတွေကိုကြည့်ပြီးတော့ပြောတာလားဒါမှမဟုတ်သူတို့ရဲ့မွတ်စလင်နိုင်ငံထူထောင်ခြင်းနဲ့ရည်ရွယ်ချက်နဲ့ပြောတာလားဆိုတာစဉ်းစားဖို့လိုပြီပေါ့ဒါကြောင့်မလို့စစ်တပ်ထောက်ခံတဲ့ကောင်တွေတပ်ထောက်ခံတဲ့ကောင်တွေမျိုးချစ်တွေဘာဘာသားတွေဆိုတာကအလွယ်တကူနဲ့ပေါ်ပေါက်လာတာမဟုတ်ဘူးသူ့အကြောင်းနဲ့သူရှိပြီးသားစစ်တပ်ထောက်ကြည့်အောင် တော့ကျွန်တော်တို့တိတိကျကျနားလည်ထားလို့ကျွန်တော်တို့ပြောတာဘာသာရေးတရားဟောတာတော့မဟုတ်ပါဘူးเนาะကျွန်တော်ရည်ရွယ်ချက်ရှိပါတယ်အခုကျွန်တော်တို့ islam ကျွန်တော်ရည်ရွယ်ချက်ရှိပါတယ်သဘောပေါက်လားဆက်နားထောက်ကြည့်အောင်ဘာရည်ရွယ်ချက်လဲဆိုတာအခုကျွန်တော်တို့ islam ကြီးဘလောက်ရည်ရွယ်ကြလဲဆိုတာမကြရင်စိတ်ခေါ်ခွဲတွေ့ရတော့ကြလားကျွန်တော်တို့အင်ဆန်လန်လေးဘလောက်ထိညီညွတ်တယ်မညီညွတ်တယ်ဆိုတာမကြခင်စိတ်ခေါ်ပွဲတကူ တွေ့ရမယ်ဆိုပြီးတော့ပြောတယ်အချင်းရာနဲ့တော်စုအာဏာရခဲ့တဲ့အချိန်တုန်းကဖျက်သိမ်းခဲ့တဲ့ဥပဒေတွေထကြွတောင်းကြခဲ့တဲ့အာဆာအဖွဲ့တွေစစရရဆင်ပေတိုးတက်နေတဲ့ဥသိစေလက်ထက်မှာတော့မှထပြီးတော့ဆော့ပေါင်းထုတဲ့အချက်ကိုပဲကြည့်ကြည့်လိုက်ပေါ့ဒီရွက်ချက်ရှိရှိနဲ့ကိုခမရတို့ညီပိညီပိအုပ်စုကိုအတုံးချခဲ့တယ်ဆိုတာအော်လွင်ထင်ရှားတဲ့သက်သေတွေပေါ့အခုဆိုရင်တော့ကုလသမဂ္ဂကမှသွားပြီးတော့ရိုရင်ဂျာလို့အခေါ်ခံကျင်နေကြတယ်ဘီဂလီအရေးကိုသွားပြီးတော့ဆွေးနွေးနေတဲ့ ကြုံမှုထောက်အပ်တဲ့ပေါ့နော်အခုနိုင်ငံရေးကခမားတို့ကအနည်းနဲ့အစိမ့်နေပဲဖြစ်တဲ့ထဲနေတာအမဲတွေပါနေတယ်သိလားအဲ့ဒါကိုတေချာလိုက်ပြီးတော့နေလာဖို့လိုတယ်တတိမမှန်ခဲ့လို့တော့အတိုင်းပြည်တုတ်တက်ရေးကိုကိုယ့်ရဲ့လုတ်ပိုင်ခွေထဲကလှုပ်ဆောင်ချက်တွေကိုဘာတစ်ခုမှမလုတ်ခဲ့ပဲနဲ့ကက်လက်ပဲတိုက်ပြီးတော့မပြေသိမပြေထိုက်တဲ့ခြေဥတွေကိုပဲလိုက်ပြီးတော့ဖျက်ဆီးခဲ့အောင်ခြေဥဆိုတာကလည်းလွယ်လွယ်ကူကူနဲ့ဖြစ်တည်လာတာမဟုတ်ဘူးသူတို့သာခြေဥကိုမကြိုက်ဘူးဆိုရင်ရွေးကောက်ပွဲမဝင်နဲ့လေဒါပဲရှိတာပဲသူတို့ပါတီအာဏာရခဲ့တဲ့အချိန်တုန်းကအတိုင်းပြည်ရဲ့တုတ်တက်ရေးကိုလှုပ်ဖို့နင်းနေသားသားအတိုင်းပြည်ကိုအုတ်တိုက်တဲ့ဖွဲ့ကောက်က ွယ်ပေးထားတဲ့ဥပဒေတွေကိုပဲလိုက်ပြီးတော့ချိုးပြတဲ့အချင်းရောင်ကိုပဲကြည့်ကြည့်လိုက်ပေါ့ဒါကခမရတို့အတွက်လားမြန်မာနိုင်ငံကနေပြီးတော့မွတ်စလင်နိုင်ငံတည်ထောင်ဖို့အတွက်လားဆိုတော့ခမင်းစားရင်တော့တည်မှာပေါ့ဗျာတချို့ကလည်းမေမေစုရဲ့စပ်ပုံကြီးပဲပိတ်နေတာခါကြမမြင်နိုင်ဘူးဖြစ်နေတာပေါ့ဆန်နှောင်းကြည့်ရအောင်အဲ့ဒီပွဲမှာကျွန်တော်တို့မြင်ရပါဟမ်ဘယ်တော့ဆက်ကကြီးကောက်ပွဲလား တလကြော်ကြော်လေးပဲကြာပါတော့ဘောပေါလာ2015ရွေးကောက်ပွဲဟာအလကြော်ကြော်လေးပဲကြာမှာတော့တယ်ဆိုတဲ့ဇာကားကဦးသိစေလက်ထက်မှာပြောခဲ့တဲ့ဇာကားတွေပေါ့ဦးသိစေလက်ထက်တော့အဲ့လိုမျိုးမီဒီယာအာမကောင်းကြတဲ့အခါကျတော့မသိကြဘူးပေါ့ဗျာအကုန်လုံးကမေမေစုမေမေစုဖြစ်နေကြတဲ့အခါကျတော့အာမကိုမမြင်နိုင်ဖြစ်သွားတာပေါ့အကြောက်ရှိလို့အကျိုးဖြစ်တာဘောပေါလာခင်ဗျားတို့ကဘယ်လိုပြောရမလဲသူများရဲ့စောက်ဇာကားမှာပဲလမ်းဆုံးပြီးတော့ ကိုရရောက်ဒီရရောင်နဲ့ရှောက်လုတ်လိုက်တဲ့အခါကျတော့စောက်တလဲတွေဖြစ်ကုန်တာ။ဒါကြောင့်မလို့အကြောက်ပြချက်မျိုးစုံနဲ့အာနာသိန်းချင်းအာနာထိုင်းချင်းကိုခံရတာ။မင်းတို့လုတ်တဲ့ကံအားပဲမင်းတို့စီကိုပြန်လာတာ။သဘောပေါက်လို့လေဆန္ဒထောင်ကြည့်အောင်။အဲဒီမှာကျွန်တော်တို့ဘယ်အတိုင်းအတာဖြစ်ညီညီမြတ်မြတ်နဲ့ဒီရွေးကောက်ပွဲဆိုတဲ့အဲဖြတ်တန်းရမယ်ကိစ္စတစ်ခုကိုဘယ်လိုညီညီမြတ်မြတ်အတာနဲ့ဖြတ်တန်းနိုင်မလဲဆိုတဲ့စိတ်ခေါ်ပွဲပဲ။ မစ္စလင်မမတ်ကြီးအများကြီးပဲညာတို့အဲ့ဒီမစ္စလင်မမတ်ကြီးကိုနိုင်အောင်လုပ်ပေးနိုင်မုစလင်အမတ်တွေအများကြီးပဲခင်ဗျားတို့အဲ့ဒီမုစလင်အမတ်တွေကိုနိုင်အောင်လုပ်ပေးနိုင်စံနှောက်ထောက်ကြည့်အောင်ခင်ဗျားတို့တောင်းကြည့်ပါမယ် ခင်ဗျားတို့တာဝေါ်ကြည့်ပါရယ်စီုံရေးဆင်းတာပေါ့ကွာအနူလက်နဲ့ဆွေခွက်ကိုနိုင်ချင်တယ်ဆိုတဲ့ပုံစံပေါ့ကြီးတော်မရဘူးသီလားနော်မြန်မာစစ်တပ်ရှိနေတဲ့ရွေ့အားတို့လိုမျိုးတက်ထောက်ခံတဲ့ကောင်တွေရှိနေတဲ့ရွေ့မဘာသားလိုမျိုးအဖွဲ့စည်းတွေရှိနေတဲ့ရွေ့ကမင်းတို့စောက်ခွက်တွေနေရာရမယ်မထင်နဲ့ကိုယ့်အိမ်မှာကိုယ်စီကံရှိတယ်လို့သူများအိမ်မှာသူများစီကံရှိတယ်ဆိုတော့မမင်းနဲ့အကြောက်ရှိလို့အကျိုးဖြစ်တာမင်းတို့မမြင်နိုင်အောင်ဒေါ်စုဆို ီနဲ့ပိတ်နေတာပဲရှိတာပိတ်ထားတာပဲရှိတာသူတို့လိုက်ပြီးတော့စီယုံသိမ့်သွင်းတဲ့အကြောင်းအရာတွေကလည်းမငင်းနိုင်စရာဖြစ်နေတဲ့အကြောင်းအရာတွေပေါ့ဗျာသိရမလားစစ်ဘုတ်ချုပ်တွေချမ်းသာတာပါညာသူတို့ပြောမှလားစစ်ဘုတ်ချုပ်တွေချမ်းသာတာပါဖြစ်လေသူတို့လိုဖြစ်ချင်သူတို့လိုလောက်ဒါပဲရှိတယ်။ဘာပဲဖြစ်ဖြစ်စစ်တပ်ဟာအင်နဲ့ဒီနဲ့စာရင်တော့တိုက်ပြီးတော့မှတိစ္ဆာမဖောက်ခဲ့ဘူး။သူတို့ရဲ့အမျိုးသားအကျိုးစီးပွားနဲ့ပြည်သူလူထုကောင်းစားရေးအတွက်ဆိုရင် ိုးပေါဖို့ဝန်မလေးဘူးအခုကကြတော့ US ချက်ရှိရှိနဲ့တိုင်းပြည်ကိုဖျက်ဆီးဖို့အတွက်မြန်မာနိုင်ငံကနေပြီးတော့မွတ်စလင်နိုင်ငံတီထောင်ဖို့အတွက်ကို US ချက်ရှိရှိနဲ့ကိုလှုပ်ဆောင်ခဲ့တဲ့လှုပ်ဆောင်ချက်ကြောက်တာစစ်တပ်ဟာနိုင်ငံရေးထဲမှာပေါဝင်ပြီးတော့အာဏာတွေမကြမကြတိုင်းနဲ့ဖြစ်စဉ်ကြီးပေါ်ပေါက်နေရတာပေါ့ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရဲ့ view file လေးကတော့ဒီလောက်ပါပဲခင်ဗျာ view file လေးကိုအဆုံးထိ live ပတ်ကြီးစုပေးတဲ့အမျိုးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ